ပရိသတ်များအားလုံးပဲမင်္ဂလာပါ ကျွန်တော်တို့ရဲ့ KK တွန်းကနေကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုလေးကို YouTube မှာကြည့်နေတဲ့ဆိုရင်တော့ VPN လေးဖွင့်ပေးကြဖို့နဲ့ Facebook မှာကြည့်နေတဲ့ဆိုရင်တော့ Like and Share လေးပြုလုပ်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်စင်းရတဲ့နှွေးစင်းကသူ့ channel နဲ့မှာတရတိတွေကိုအချောက်ခံနေပါတယ်ဒီချိန်မှာသူကကောင်းကင်ဘော်ကနေသွားနေတဲ့လင်းရင်မြန်ကိုကြည့်ပြီးသူ့အိမ်မက်အကြောင်းတွေကိုပြောပါတယ်အမေကြည့်နေလိုက်ပါ အမေသမီးလေရင်မိုးဖြစ်သွားတဲ့အခါအမေနဲ့အဖေကိုရဟတ်ရင်ပေါ်မှာထိုင်ခိုင်းပြီးတော့တကပါလုံးပတ်ပေးမယ်။သမီးနွယ်စင်ရေနင့်ငါဘယ်နှခါရှင်းပြထားလဲ။ဒီလေရင်မိုးဖြစ်ချင်တဲ့အိမ်မက်ကိုမမှတ်ပါနဲ့လို့။ဘာလို့လဲဆိုတော့နင့်အိမ်မက်တွေကအဆုံးမှပျက်စီးသွားလိမ့်မယ်။အဲ့ဒီချိန်မှာအင်းနီနာချင်းတို့မြတ်မြတ်ကမုံချူတွေကိုယူလာပါလေ။ရောညီမစပယ်ရေတန့်စင်လက်ဆက်ပြီးထောက်ပတ်စစ်စစ်နဲ့လှုပ်ထားတဲ့မုံအချူစားပါ။ဒါပေမဲ့ဒီမုံအချူပါပျော်ရွှင်မှုကြောင့်ကျွေးနေရလဲ။ ငါသားလေရင်မှုဖြစ်သွားပြီဒီပျော်ရွှင်မှုကြောင့်မုံအချိုတွေလိုက်ဝေနေတာဟုတ်လားကောင်းလိုက်တာတော့ဒါတော်တော်ဝမ်းသာစရာပဲဂုဏ်ယူပါတယ်အမရေတာနဲ့နွယ်စင်ရင်နင့်ပညာသင်မှုကရောဘလို့နေလဲနင်ဘလောက်ပဲကြိုးစားကြိုးစားလေရင်မှုမဖြစ်နိုင်ပါဘူးအေးဘာလို့လဲဆိုတော့လေရင်ပြောင်းယောက်ျားတွေရပဲပြန်နိုင်တာနင်ကဆင်းလဲဆင်းရဲတယ်မိန်းကလေးလည်းဖြစ်သေးတယ်နင်မိပါတွေရပတ်ဆက်နေမဖြုံးပါနဲ့တော့အေးနင်မိပါတွေရပတ်ဆက်နေမဖြုံးပါနဲ့တော့ ပြီးတော့လက်ထပ်ပြီးတော့ရက်ခမအိမ်ကိုသွားလိုက်အဲ့ဒီမှာမှမိဖို့ចောင်းတာဝန်ထမ်းဆောင်ဟုတ်ပြီလားဒုံမြတ်မြတ်ကနှွေးစင်ကိုကဲ့ရဲ့ပြီးတော့သွားလိုက်ပါတယ်အခုဦးမြင့်လွင်းနဲ့ဒုံစပေတို့ကနှွေးစင်ကိုအိမ်တောင်ချပြီးဖို့ဆုံးဖြတ်လိုက်ကြပါတယ်အဖေရေသမီးအခုလက်မထက်ချင်သေးဘူးနော်သမီးပညာသင်ပြီးလေရင်မှုဖြစ်ချင်တယ်ဒီပွင့်လင်းတဲ့ကောင်းကင်ပေါ်မှာအမြင့်ကြီးကိုပြန်တန်းချင်တယ်သမီးကိုအိမ်တောင်မချပေးပါနဲ့နော်အဖေ ဒီမှာကြည့်သမီးရေငါတို့နေထိုင်နေတဲ့လောကမှာယောက်ျားတွေကြားမှာမင်းကိုဘယ်လိုလှုပ်လို့ရမလဲမိဘတွေရဲ့တာဝန်ကသမီးကိုအိမ်အောင်ချပေးရမယ်တာဝန်ပဲမင်းအတွက်ငါတို့ကဒီဆက်ဆံရေးကိုလက်ခံလိုက်ပြီကောင်းလေးရဲ့မိသားစုကနှင်းသင်းရွယ်ရောင်းတဲ့လုပ်ကိုလုပ်ကြတယ်ငါတို့ရဲ့စင်းရဲတဲ့အချင်းလေးကိုနားလည်ပေးပြီးတော့သူတို့ကငါတို့စီကနေခန်းဝင်ကြီးကိုလည်းမတောင်းတဘူးကို့ဖေကကို့ရှင်ပါလက်ဦးချင်းနေတာမြင်ပြီးတော့နှွေစင်းရဲ့မျက်လုံးတွေကနေမျက်ရည်တွေစီးကျလာခဲ့ပါတယ် ီးတော့သူကလင်းရင်မှုဖြစ်ခြင်းနဲ့အိမ်မက်လေးကိုစွန့်လွတ်ပြီးအိမ်အောင်ပြုဖို့အတွက်သဘောတူလိုက်ပါရယ်ပြီးတော့ချွေးမဖြစ်နေဒုံဝင်းမရဲ့အိမ်ကိုရောက်လာပါရယ်အိမ်လေးကတော့လုံးဝတဲစုပ်လေးပါပြီးတော့အိမ်နီးနားမှာချမ်းသာတဲ့ဒုံမြင့်တို့ကတောက်ပြောင်းတဲ့တိုင်အိမ်ကြီးထဲမှာနေထိုင်ပါရယ်ချွေးမနှွယ်စင်ရဲ့ဒီဆန်ခွက်လေးကိုမှောက်ပြီးအထဲဝင်လာခဲ့ပါ ဟုတ်ကဲ့ပါရောက်ခမရေနေစင်ကဆန်ခွက်လေးကိုမှောက်ပြီးရောက်ခမရင်ထဲကို ဝင်လာပါရယ်ဒါကတော့အခန်းတစ်ခန်းနေပဲရှိပါရယ် အရိကနေရတစ်ဝက်ကြကြောလောက်မှာဟင်းသီးဟွရတွေကိုထားထားပါတယ်။ပြီးတော့နေရတိတိလေးတွေမှာအိဖို့တန်ဂရင်ကိုခင်းထားပါတယ်။ပြီးတော့ချန်နေမှာရှုံမိဖို့ကိုလှုပ်ထားပါတယ်။နှိမ့်စင်ကသူ့ချန်နေမှာမိဖို့ကိုရှင့်တုံနေပါတယ်။ဒီချိန်မှာအင်းနီနာချင်းရဲ့ချမ်းသာတွေချွေးမအင်ဒရီကကောင်းပြီနဲ့ရှိအင်းကြီးကိုဝေးပြီးအိမ်ထဲကနေထွက်လာပါတယ်။အမေရေကျမသွားတော့မယ်နော်။ချွေးမအင်ဒရီရေနေရဒီနေ့လေစာယူသွားဖို့မေ့သွားတယ်။ ငါဒီထဲမှာနင့်အတွက် fruit slab ကိုလောက်ပြီးထည့်ထားတယ်။ဒါအောင်စားလိုက်နော်။ပြီးတော့ကိုယ့်ရဲ့ကျမရေလာကိူးဆိုင်အောင်နင်အရန်ပိန်နေပြီ။ရောက်ကမကြီးရဲ့ဘလို့လောက်ရမလဲ။ဒီလေရင်မှုပညာအရန်ခက်ခဲတယ်။တနေ့ကုန်စရာတင်နှမ်းမှစားတဲ့နေတာ။ကျမတီဝင်ခွင့်စာမေးပွဲတစ်ခါတည်းနဲ့အောင်သွားပါစေ။ပြီးရင်ကျမလေရင်မှုလိုင်စင်အတွက်ရှောက်ထားလို့ရပြီ။ပြီးရင်တော့ကျမကောင်းကင်မှာလေရင်ပြန်အောင်ပြန်တန်းတော့မယ်။အဲ့လိုပြောပြီးတော့ချမ်းသာတဲ့အင်ဒူရီကဂါဒင်းမှာထိုင်ပြီးသွားလိုက်ပါတယ်။ ပြီးတော့နှွေစင်းရဲ့ရောက်ခမကလိမ့်ပေါ်မှာဟင်းသင်းဟွံကြေးကိုစီစဉ်နေပါတယ်။ချွေးမနှွေစင်းရဲ့ကြဟင်းခါသေးထုတ်လေပြီးပါလား။ဟုတ်ကဲ့မေရောပါ။ဒေါ်မင်ဝါကထုတ်သေးကိုကြိလိုက်တာနဲ့ကျင်းဟင်းကားသည်တော်တော်များများကဝါနေတဲ့အတွက်ကြောင့်သူကဝမ်းနေသွားခဲ့ပါရဲ့။အိုးဖီးယားရေအခုကတည်းကအလွန်ပူနေတာ။မနေ့ကပဲဈေးတရနဲ့ဈေးကြီးကြီးနဲ့ကျင်းဟင်းကားသည်တွေဝဲလာတာ။အခုကြည့်ပါဦး။တပိတ်တာထက်ကျော်တဲ့ကျင်းဟင်းကားသည်တွေကဝါကုန်ပြီ အခုတားတွေဝယ်သူတွေကလည်းဝယ်မှာမဟုတ်တော့ဘူးဝင်ငွေပြန်မရတလောက်ကိုအရှုံးတွေရရနေတယ်ချွေးမကြီးဓာတ်တွေယူသွားပြီးပြစ်လိုက်တော့အမေရေဘာလို့ပြစ်ရမှာလဲကျန်းဟင်းခါသီးတွေကနည်းနည်းလေးပဲဝါနေရလေကျမဓာတ်တွေနဲ့အစာတို့ကျန်းဟင်းခါသီးကိုချက်လိုက်မယ်မနေ့နဲ့ညနေအတွက်ဟင်းရသွားတာပေါ့စင်းရဲရဲ့ရောက်ခမနဲ့ချွေးမတို့နှစ်ယောက်လုံးရဲ့စကားတွေကိုကြားပြီးကိုအင်းရဲ့လာသားဆောင်ကလည်းရက်ကျင်နေတဲ့ဒုံမျက်နှိုးကစတင်ပြီးတော့ကင့်ရဲပါလို့တယ်အေးဟဲ့ နင်တို့စင်းရဲသားတွေဟာဒီပုတ်နေတဲ့ဟင်းသီးဟင်းရွက်တွေဖြင့်လက်ဆက်တဲ့အသီးရွက်တွေကိုလည်းတခါတလေလှုပ်ကြပါအောင်ငါတို့အခုကတည်းကပြောထားမယ်ဝင့်ဝါရီနင်ဟင်းသီးဟင်းရွက်ရောင်းတော်ရှက်လိုက်နင်ချွေးမပဲငါအိမ်မှာချက်ပြုတ်ဖို့အတွက်လွတ်လိုက်ငါပတ်စံကိုတင်းတင်းတော်တော်ပေးမှာပေါ့ဒီသီးရွက်တွေကိုရောင်းပြီးတော့ပလောက်မြန်မြန်ရှာနေလို့လေအမမျက်နှိုးရေကျမရဲ့ချွေးမအမရဲ့အိမ်မှာချက်ပြုတ်ဖို့အတွက်ပို့ရောင်းလဲကျမတို့ကအဲ့လောက်ထိဆိုးရွားနေတဲ့အခြေအနေကိုလည်းရောက်နေရမှာမဟုတ်ဘူး အခုဒီဆင်းရဲတဲ့ယောက်ျားမရဲ့အသက်ကြီးနေတဲ့အရိုးတွေထဲမှာခွန်အားတော့ရှိသေးတယ်။ကျမမိသားစုတစုပြုစုပြိုးထောင်နိုင်တဲ့နားလေလား။အင်းနီနာချင်းကမျက်နှာစုပ်ပုတ်ပြီးသွားလိုက်ပါတယ်။သူ့ချွေးမလေရင်မိုးဖြစ်ဖို့စားတင်နေတယ်လေ။အဲ့ဒါကြောင့်သူကမာနလိုက်ပြနေ啊။ချွေးမရေငါလည်းနင့်ကိုပြောမယ်။အင်းနူးရဲ့ကိစ္စတွေနဲ့ဘဝအချိန်မဖြုံးလိုက်နဲ့။လေ့လာပြီးတခုခုဖြစ်လာဖို့စဉ်းစားပါ။နေရဲ့ဆင်းရဲတဲ့ရောက်မှရဲ့ဘဝပဲကြည်လိုက်ဟင်းသီးဟွက်တွေကိုရောင်းပြီးတော့ရှင်သန်နေရတာ အမေကျမအိမ်တော်မကြခင်တော့လေရင်မို့အရန်ဖြစ်ချင်တဲ့အိမ်မှရှိခဲ့တယ်။ဒါပေမဲ့အဲ့တော့ကျမစွန့်လွတ်လိုက်ရတယ်လေ။ချွေးမနွယ်စင်ရင်နင်နင်ရဲ့အိမ်မက်ကိုဖြည့်ဆည်းပါ။ကျွန်တော်ဘာပဲဖြစ်ဖြစ်ငါကုန်ကြစိတ်တွေအားလုံးကင်တွယ်ပေးမယ်။ဒုံမင်းမကညနေမှာဝင်းမြင့်တဲ့အဲ့ဒီအကြောင်းတွေကိုဆွေးနွေးတိုင်ပင်ပါလေ။အမေရေတကယ်လို့နွယ်စင်ကလေရင်မို့ဖြစ်ချင်တဲ့ဆန္ဒရှိတယ်ဆိုရင်ပြီးတော့အမေကလေသဘောတူလိုက်ပြီဆိုတော့ကျွန်တော်ကဘာမှကန့်ကွက်စရာမရှိပါဘူး။ အခုနွေးစင်ကအိမ်မှုကိစ္စတွေနဲ့အတူလေးရင်မှုဖြစ်ဖို့အတွက်လည်းစတင်ပြီးတော့ပညာသင်ယူပါတယ်။ပြီးတော့တညမှာတော့ရောက်ခမကအသီးရွက်တွေကိုရောင်းပြီးညနေလောက်မှအိမ်ပြန်လာခဲ့ပါတယ်။ချွေးမကြီးထားလိုက်ပါ။ဒီနေ့လှဲမှာဘာမှမရှိဘူး။ဒီနေ့ဈေးကြီးဖွင့်ထားတယ်ဆိုတော့အသီးရွက်တွေရောင်းကောင်းတယ်။သွားနင်သွားပြီးစားသွားလို့တော့အဲ့ဒီချိန်မှာဝင်းမြင့်ကချမ်းသာတဲ့အင်ဒရီအခန်းထဲမှာမိရင်လေးကိုဖွင့်ပြီးစားလုပ်နေတာကိုတွေ့တော့ပြောခဲ့ပါတယ်။နှွေးစင်ဒီအင်ဒရီကဘဲစားအုပ်ကိုဖတ်နေရလေ ဒါလေရင်မှုအတွက်လေ့လာရတဲ့စာအုပ်ပါဒါပဲဖတ်ပြီးတော့စာမေးပွဲဖြေရတာဒါပေမဲ့ချွေးမနွယ်စင်ရဲ့နင့်စီမှာဒီစာအုပ်မှမရှိရနေစင်ကတွန့်ဆုပ်ပြီးရောက်ခမမေးတာကို ဖြေလိုက်ပါလေအမေဒီစာအုပ်တွေကအရင်စေးကြီးတာစာအုပ်တအုပ်ကို9000လောက်ရှိတယ်အဲ့ဒါကြောင့်ကျမမဝဲတာပါဟင်းသင်းရွက်ရောင်းတဲ့လုပ်ငန်းတိတိလေးမှာအလောက်အမျက်မမရတာကျမဒီတိုင်းပဲလေ့လာလိုက်ပါမယ်ချွေးမရေရော့လောလောဆယ်အတွက်ဒီပတ်စံနေယူလိုက် ပြီးတော့မနှက်ဖြန်ကြရင်စာအုပ်တွေဝယ်ပြီးရှူလာလိုက်။ဂျော်ဝင်းမကသူ့ဟင်းသင်းဟင်းရွက်ရောင်းရတဲ့ပတ်စံတွေအကုန်လုံးကိုသူ့ချွေးမကိုပေးလိုက်ပါတယ်။နောက်နေ့မှသူတို့ကစာအုပ်ဆိုင်မှာဝင်တိုက်ကြပါတယ်။ရုပ်ပါမကြီးဒီစာအုပ်တရားလုံးကိုစုစုပေါင်းတသိန်းတထောင်ပေးရပါတယ်။ဒါရီယာစာအုပ်အစ်စ်တွေပါ။အကိုကြီးဒီစာအုပ်တွေရဲ့ဈေးကတော်တော်ကြီးတယ်။ကျမစီမှာပတ်စံလည်းလုံလုံလောက်လောက်မရှိဘူး။ရှင်ကျမကိုသုံးပြီးသားစာအုပ်လေးတွေပဲပြပေးပါလား။ ဒီလိုနဲ့အဲ့ဒီမှာရင်းနေတဲ့အင်ဒူတွေကຫນွေစင်ကိုအရင်ကိုရီမောပါလို့တယ်။ຫນွေစင်ရင်နင်ဘလောက်ပဲကြိုးစားကြိုးစားလေရင်မူးတယောက်တော့ဖြစ်လာမှာမဟုတ်ဘူး။နင်ကဘာထင်နေလဲ။စာအုပ်ကုန်ကြစိတ်တွေချွေတိုင်းနင်ကလေရင်မူးဖြစ်လာနိုင်တယ်ပေါ့။အခုလိုင်စင်လောက်ဖို့အတွက်တင်းချပြီးပေးရမယ်။ပြီးတော့ဝင်ခွင့်စာမီးပွဲတွေကလည်းအရန်ခတ်တယ်။နင်ကဘာထင်နေလဲ။နင်ကတင်နှမရှိဘဲအိမ်မူးကိစ္စတွေလုပ်ပြီးတော့နင်ကလေရင်မူးဖြစ်လာမယ်ပေါ့။ဒါမီးဖို့ကြောင့်နဲ့မှချက်ပြုတ်ရတဲ့အလုပ်မဟုတ်ဘူးနော်။ အိန္ဒြေရေတကယ်လို့နေကအဲ့လိုတွေပြောပြီးငါရဲ့အိမ်မက်တွေကိုချုပ်ဖြတ်နိုင်တယ်လို့ထင်တော့အဲ့ဒါမဖြစ်နိုင်တော့ငါငါ့အမေရဲ့အိမ်မက်ကိုဖြည့်ဆည်းပေးမယ်။နေစင်းကညဘက်နိုးပြီးမိအိမ်လေးရဲ့လင်းရောင်နဲ့လုံလဆိုင်ထုတ်ပြီးစားလုပ်ပါရီပြီးတော့စာမီးပွဲမှာထိတ်ဆုံးအဆင့်ကိုရောက်ခဲ့ပါရီပြီးတော့အိန္ဒြေကတော့နားကပ်ပြီးပဲအောင်ခဲ့ပါရီအမေရေတမီးရလေစာမီးပွဲတစ်ခုလုံးမှာထိတ်ဆုံးအဆင့်နဲ့အောင်ခဲ့တာအမေရဲ့ဟေးကုံယူလိုက်တာငါရဲ့ချွေးမလေးနွယ်စင်ရဲ့ ဖျားသခင်နေရဲ့အိမ်မက်တွေကိုဖြည့်ဆည်းပေးပါစေကွယ်။ချွေးမအိန္ဒြေပတ်စံတွေတိမ်ပေါင်းများစွာကုန်ခံပြီးငါရရနှစ်ကိုတင်းတန်းကောင်းကောင်းလေးကိုတတ်ခိုင်းတာ။အဲ့ဒါလည်းနေရတလောက်နှိမ့်တဲ့အမှတ်တွေကိုရရပေါ့။အဲ့ဒါအေးမကြီးပါဘူးရခမကြီး။ကျမအောင်သွားပြီလေ။ပြီးတော့စာမေးပွဲလည်းအေးမကြီးပါဘူး။ဘာလို့လဲဆိုတော့ကျမလေရင်မို့ဖြစ်ပြီးလေရင်ပြောင်းမောင်းရမှာပဲလေ။အမေကိုရှင်းပြရတာနွားအရှိမဘလွေမောက်ရတယ်လို့ပဲ။ အင်ဒရီကမာနကြီးပြီးတော့သူရောက်ခမကိုစောကားပြီးတော်လိုက်ပါတယ်။တဏီကုံပူပြင်းလာတဲ့နေဘူးထဲမှာလေပတ်ပြီးအသီးရွက်တွေကိုရောင်းရတဲ့အတွက်ကြောင့်ဒဝင်းဝါကနေမကောင်းဖြစ်ခဲ့ပါတယ်။ချွေးမရေငါရဲ့ဟင်းသီးဟင်းရွက်လဲလေးကိုအစင်သင်းလှုပ်ပေးပါ။ငါဟင်းသီးဟင်းရွက်ရောင်းဖို့တွားရအောင်မယ်။အမေရေအမေမှထားဖို့တောင်ခွန်အားရှိရမှာဘူး။ဒီနေ့အမေမတော်ပါနဲ့အနားယူလောင်းနော်။သမီးရေတကယ်လို့နေ့ရက်တီဆင်းရတဲ့ရက်ခမ နေပူတန်နဲ့အပူတန်ကိုကြည့်ရင်တော့နေရဲ့အိမ်မက်တွေကပြည့်စုံမှာမဟုတ်ဘူးလေငါ့ကိုအသီးရွက်ရောင်းဖို့သွားဖို့ပေးပါမဟုတ်ရင်လေမနေ့ကကြံတဲ့အသီးရွက်တွေကပျက်စီးသွားလိမ့်မယ်အသီးရွက်တွေကိုရောင်းရရင်ဝင်ငွေလည်းရသွားတာပေါ့ဒေါ်ဝင်းဝါကအားနေနေတဲ့နောက်မှာအသီးရွက်တွေကိုရောင်းဖို့အတွက်သွားလိုက်ပါတယ်ခင်တီဟင်းရွက်တွေကိုယူကြပါ ကော်ဖီပွင့်ရုံးပရိသီခရမ်းချင်သီခရမ်းသီနဲ့အာလူးတွေပါပါရဲ့ရှင်လက်ဆက်တဲ့ဟင်းသီးရွက်တွေယူကြပါ လာကြပါ လာကြပါ။အိုဖျားရင်ဒီနေ့တော့နေမင်းရလည်းတော်တော်ပူပြင်းတာပဲ။အဲ့ဒီချိန်မှာလမ်းရှောင်ရင်းရှောင်ရင်းနဲ့ဒဝင်းဝါရဲ့ဖက်နက်ကလည်းပြက်သွားပါတော့တယ်။မြေပြင်ကဒေဦးတစ်ခုလိုမျိုးပူးကျင်နေပါတယ်။ဒဝင်းဝါကတဏီကုံချေပလာနဲ့ပဲလှိပတ်သွားလာနေပါတယ်။သူကညနေဘက်မှာအင်ပြန်လာတော့နှွေစင်းကသူ့ရောက်ခမရဲ့ခြေထောက်ကဒံယောင်လေးကိုကြည့်ပြီးငိုပါတော့တယ်။"အိုဖီးယား၊အမေ မေရဲ့ခြေထောက်ထဲမှာတန်ရာတွေကဘလို့ဖြစ်သွားလဲအမေဖနက်ကရောပမလဲဒုံမဝါရဲ့မျက်လုံးထဲကနေမျက်ရည်တွေစီးကျလာခဲ့ပါတယ်လမ်းမှာဖနက်ပြတ်သွားလို့ပါချွေးမရဲ့နင်တီအနာတွေမကြည့်ပါနဲ့ဒါတွေကတတ်တာသွားမှာပါငါရဲ့မျက်လုံးတွေကနင့်လေရင်မွေယူနီဖောင်းဝတ်ထားတာအရင်ကြည့်ချင်တယ်ဟဲ့ဝင့်ဝါရီနင်မျက်လုံးဖွင့်ပြီးစိတ်ကူးရင်နာနဲ့ရက်လိုက်စမ်းပါကြည့်နေလိုက်မနှက်ပြန်စာမေးပွဲကြည့်မှာငါချွေးမအင်ဒရိယပဲအောင်လိမ့်မယ်ကြည့်နေလိုက်အမမျက်နှိုးရဲ့ ကျမကျမချွေးမကိုယုံကြည်တယ်။သူဟာသူ့ရခမရဲ့စူးစမ်းအားထုတ်မှုအလကားဖြစ်ဖို့ပေးမှာမဟုတ်ဘူး။နောက်နေ့မှာချွေးမနှစ်ယောက်လုံးကစာမီးပွဲကြီးကိုဖြေဖို့အတွက်သွားကြပါလိမ့်။ Wish you all the best nursing. ဒါပေမဲ့ကြည်နေလိုက်ပါ။လေရင်မှုအတွက်ငားနာမယ်ပဲပါလိမ့်မယ်။နင်ပါထင်းနေလဲ။စာရီအရှိကြီးဝတ်ပြီးနေရသူတို့ရှိမှအောင်နိုင်မယ်ပေါ့။လုံးဝမဖြစ်နိုင်ဘူး။လုံးဝမဖြစ်နိုင်ဘူး။ငါပြောရဲတယ်။အင်ရီရဲ့ခန်းတီးတဲ့စကားတွေကိုကြားပြီးတော့ နှွေးစင်းရဲ့စိတ်ရှိတိခံမှုကမပြတ်ပါဘူးပြီးတော့အိမ်မှာဖျားရှိခိုးပြီးတော့ဒေါဝင်ဝါကဆူတောင်းနေပါတယ်ဂျီလိုနဲ့နှွေးစင်းကလက်ခံလိုက်ရပါတယ်စင်းရဲ့ချိန်မှာကအင်ကိုလာပြီးတရင်ကောင်းကိုသူ့ရောက်ခမနဲ့ဝေးမြပါတယ်အမေသမီးကိုကောင်းချီးပေးပါသမီးလည်းရင်မဖြစ်သွားပြီအမေရဲ့ဒါတွေကအမေရဲ့ကြိုးစားအားထုတ်မှုတွေရဲ့ရလဒ်တွေပဲဟုတ်လားသမီးရဲ့တတ်တော်ရကြုံရှိပါစေဒီနေ့နေရနေရဆင်းရဲတဲ့ရောက်ခမရဲ့ကောင်ကိုမြင်မအောင်လှုပ်လိုက်တာပဲ။ ရန်နေငယ်နေပြီးတော့နှိမ့်စင်းကတင်းတန်းတက်ဖို့သွားလိုက်ပါတယ်။နောက်ဆုံးမှာတော့သူဟာတိမ်တွေချမ်းမှာလေရင်နဲ့ပြန်တန်းပြီးသူ့အိမ်မက်တွေကိုအကောင့်ထေဖို့လိုက်ပါတယ်။ဒိတ်တဆိုင်နဲ့ကြိုးစားအထောက်ကြတဲ့သူတွေကပဲအောင်မြင်ကြတာပါပဲ။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like လုပ်ပြီး subscribe လုပ်ပေးခဲ့ပါဦးနော်။